ဩစတြေးလျနိုင်ငံကအထက်တန်းကျောင်းတစ်ခုမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး10ဦးသေဆုံးမြန်မာပါပိတ်သက်ကြီးရှင်ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Grass မြို့ရှိအထက်တန်းကျောင်းတစ်ခုမှာကျောင်းသားဟောင်းတဦးရဲ့ပြစ်ခတ်မှုကြောင့်ကျောင်းသားကျောင်းသူ10ဦးနဲ့အတူ၎င်းကိုယ်တိုင်လည်းသေဆုံးသွားခဲ့ရောအဆိုပါနိုင်ငံရဲ့မျက်မှောက်ခေကာလမှာအဆိုရွာဆုံးစာတင်ကျောင်းပြစ်ခတ်မှုတစ်ခုဖြစ်ခဲ့ကြောင်းရောက်တာသတင်းဌာနမှဖော်ပြထားပါတယ် ပြည်ထရေးဝန်ကြီးကေဟတ်ကာနာကအခင်းဖြစ်ပေါ်တဲ့နေရာမှာတေဆုံးသူများအနက်6ဦးဟာမျိုးသမီးများဖြစ်ပြီး3ဦးကတော့မျိုးသားများဖြစ်ကြောင်းဆိုထားတော့လေ၎င်းတို့ရဲ့အသက်ရွယ်ကိုတော့ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။၎င်းပြစ်ခတ်မှုဟာဂျွန်လ10ရက်နေ့ကဖြစ်ပေါ်ခဲ့တာဖြစ်ပြီးစုစုပေါင်း10ဦးတေဆုံးခဲ့ကြောင်း Grab စီယုံကအတည်ပြုခဲ့ပါတယ်။ ဒဏ်ရာရရှိသူ12ဦးရှိကြောင်းဝန်ကြီးကထုတ်ပြန်ခဲ့ပေမယ့်၎င်းတို့နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြထားခြင်းမရှိဘူးလို့လည်းသိရပါတယ်။ဩစတြေးလျမီဒီယာတွေကအခုဖြစ်စဉ်မှာပြစ်ခတ်ခံရသူအများစုဟာចောင်းသားများဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ ပြစ်ခတ်မှုကိုကျူးလွန်ခဲ့သူအသက်22နှစ်အရွယ်တနတ်သမားအောင်ကျောင်းရဲ့ရေချိုးကန်းထဲမှာတည်ဆုံနေတာကို တွေ့ရှိခဲ့ရပြီးသူကတနတ်နှစ်လက်နဲ့ကျောင်းထဲကိုဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ယုံကြည်ရကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပေမယ့်အခုကဲ့သို့လှုံ့ဆော်ရခြင်းရဲ့ရည်ရွယ်ချက်ကိုတော့မသိရှိရသေးဘူးလို့သိရပါတယ်ပြည်သူ့လုံခြုံရေးညွှန်ကြားရေးမှူးချုပ် French Roof ကတနတ်တံရနဲ့တည်ဆုံသူတွေကိုကျောင်းဆောင်အုံအပြင်နဲ့ကျောင်းတွင်းရှိအထက်တွေမှာတွေ့ရှိရကြောင်း တနတ်သမားဟာတနတ်အတူနဲ့ပစ္စတိုနှစ်မျိုးစလုံးကိုကင်ဆောင်လာခဲ့ကြောင်းတနတ်နှစ်လက်စလုံးကို အခင်းဖြစ်ပွားနေရာမှာတွေ့ရှိခဲ့ရကြောင်းနိုင်ငံပိုင်ရုပ်သံလွှင့်ဌာန ORF တို့ပြောကြားလိုက်ပါတယ်။ဩစတြေးလျဝန်ကြီးချုပ်ခရီးယန်စတော့ကာကအခုပြစ်ခတ်မှုကိုနိုင်ငံသမိုင်းမှာမှောက်မိုက်သောနေ့တစ်နေ့အဖြစ်သတ်မှတ်လိုက်တယ်လို့လည်းပြောကြားလိုက်ပါတယ်။ ပြည်သူ့လုံခြုံရေးညွှန်ကြားရေးမှူးချုပ် France Roof ကတန်တရားရှိသူဟာလက်ရည် digital ပုံစံနှမျိုးစလုံးနဲ့နှုတ်ဆက်စာတစ်စောင်ချန်ထားခဲ့ကြောင်း၎င်းစာမှာတော့မိဘတွေကိုနှုတ်ဆက်ထားပေမဲ့လည်းဘလို့ရဲ့ချက်ကိုမှဖော်ပြထားခြင်းမရှိကြောင်းနဲ့ပြည်ခမှုပြုလုပ်ရတဲ့အကြောင်းကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းနိုင်ငံပိုင် ORF ရုပ်တံဌာနကိုပြောပြခဲ့ပါတယ်။